ပိတ်သမားလုံးပဲမင်္ဂလာခင်ဗျာလာမယ့်မတ်လ22ရက်နေ့တောက်ကြနေ့ကိုရောက်ရင်ကျင်းပမယ့်15501101ပြိုင်ပွဲမှာမြန်မာဖိုက်တာ2ယောက်ပွဲရထားပါတယ်အဲ့ဖိုက်တာ2ယောက်ကတော့ MU နဲ့ Queenland ထက်ဖြစ်ပါတယ်ဗျာ MU ကတော့15501101ပြိုင်ပွဲရဲ့စတ်ထမမြောက်ပွဲ6ပွဲမြောက်ပွဲမှာထိုးရမှာပါ Twin ထက်ကတော့15501101ပြိုင်ပွဲရဲ့တတ်ထမမြောက်ပွဲ9ပွဲမြောက်ပွဲမှာပွဲထိုးရမှာဖြစ်ပါတယ်ဗျာ MU ပွဲရထားတာကိုကျွန်တော်ကြိုသိခဲ့တယ်ဒါပေမဲ့ပွဲအပြည့်စုံထုတ်ပြန်တဲ့အချိန်မှာပေါ့လေ သွေးရင်းထက်ရဲ့ပွဲလဲပါဝင်တာမြင်လိုက်ရတော့အရန်ဝမ်းသာသွားခဲ့ရတယ်မြန်မာဖိုက်တာနှစ်ယောက်တော့ပွဲရတယ်ပေါ့လေအဲ့တော့သွေးရင်းထက်အနေနဲ့ဒီပွဲမှာပုံစံကောင်းထပ်ပြနိုင်မှုလို့တယ်ရှေ့ရပွဲမှာသူဒီလုံးဝပြီးပြည့်စုံအောင်ပြနိုင်ခဲ့တယ်အလဲထိုးရမှာဆရာကြပါတယ်ဆိုတော့ထိုင်းဖိုက်တာလေးရော့ကစ်တီကိုသူကအမောက်သိပ်ပြနိုင်ခဲ့တယ်ပထမပွဲရှိမှာတယ်အလဲထိုးပြခဲ့တယ်အားကြောင့်လဲသူ့ကို WNC ကို Chatria bonus ဘတ်3သိန်းခွဲရှင်းမြင်ခဲ့တယ်ထူးခြားတာက तू အဲ့လို့ ဘတ်3သိန်းခွဲဘောနပ်စရတဲ့ပွဲမှာ သူ့လိုပဲဘောနပ်စရခဲ့တဲ့ Time Fighter ယော့ကီကိုအခုဒီချိန်မှာသွင်းချတဲ့ယော့ကီပေးတွေ့လိုက်တယ်။ပြန်ပွဲတစ်ခုထဲမှာဘောနပ်အတူတူရခဲ့တဲ့ Fighter မျိုးကဒီပြန်ပွဲမှာတော့ပြန်ပတ်တွေဖြစ်လာဆုံးရဖြစ်ပါတယ်ဗျ။သွင်းထက်ရဲ့ထူးခြားချက်ကတော့သူဒီဟိုပြန်ပွဲပေါ့လေထိုးခဲ့တဲ့ချက်မှာ Time Fighter ရဲ့နေပဲစတက်ဆုံးရတာဖြစ်ပါတယ်။ပထမဆုံးကန်ဆိုင်နဲ့ထိုးခဲ့ရတယ်။အဲ့ဒီနောက်မှာသူဒီဘရာဇီးနဲ့ထိုးခဲ့ရတယ်။ အဲ့နောက်မှာတော့သူယော့ကီတင်းနဲ့ထိုးခဲ့ရတယ်အခုတော့ယော့ကီ ဖြစ်လာတယ်ပေါ့အဲ့တော့အလဲထိုးရမှာဆရာကြပါတယ်ဆိုတော့ယော့ကီတီကိုအလဲထိုးပြခဲ့တဲ့သွေးလင်းထက်ဟာအခုလည်းအလဲထိုးပြီးနိုင်ထားတဲ့ယော့ကီကိုအလဲထိုးပြီးတော့ထပ်မံအွန်လိုင်းထူနိုင်အောင်မလားဆိုတာကျွန်တော်တို့ရင်ခုန်စရာကောင်းနေပါတယ်ဗျအဲ့မူကတော့ Israel Fighter လေး Arbet Gordon နဲ့ဝယ်ထိုးရမှာပါ Arbet Gordon ကလည်း short တော့လို့ရတယ်ဖိုင်တာတယောက်မဟုတ်ပါဘူးအသက်16နှစ်သားရှိပေမဲ့ K1 မှာ champion ဖြစ်ထားတယ် ဒီ time မှာပေါ့လေသူမွေ time ဘွဲတွေဝင်ထိုးတော့မှ9ဘွဲထိုးပြီးပြီအဲ့9ဘွဲလုံးသူနိုင်ထားတယ်နိုင်တဲ့9ဘွဲမှာသူက9ဘွဲကိုပြန်ဘက်ကိုအလဲထိုးပြီးနိုင်ခဲ့တာဖြစ်တယ်ဗျဒီတော့အဟာဘက်ဂေါ်တွန်ကို short တွက်လိုက်မှာပါပါလိမ့်မယ်အသက်16နှစ်ပဲရှိသေးတယ်လက်တီချက်လှုပ်ရှားနှုန်းအရန်ကောင်းမွန်တဲ့ fighter လေးဖြစ်တယ်ဗျအဲမူကပွဲစပြီဆိုရင်စွပ်ပြီးထိုးရတယ်သူနောက်ဆုံးထိုးခဲ့တဲ့မူကစီတိုနဲ့ဘွဲမှာပြန်ဘက်ကိုအလဲထိုးပြီးနိုင်တယ်ဆိုတာကံကောင်းလို့ပါသူ comeback နဲ့ ဲ့ဒီချိန်အခွင့်အရေးရတာကိုထိထိမိမိလုတ်ပြလိုက်ရင်တော့သူကံကောင်းသွားတာပါအဲ့ဘွဲမှာကြည့်လိုက်မယ်ဆိုရင်မူကာစီတိုကထိုးအားတာခဲ့တာကိုတွေ့ရပါတယ်အမ်မူရအန်အားတင်စရာကောင်းတဲ့ဘယ်ဝိုက်လက်သည့်တစ်ချက်နဲ့ကမ်ဘက်ပြန်လာခဲ့တာပါအဲ့လိုခွင့်ရမျိုးနှစ်ပွဲဆက်တိုက်ရဖို့ဆိုတာကတော့တော်တော်လေးကိုခွင့်လန်းနေပါတယ်ဗျကံဆိုဒီမှာနှစ်ချိန်ကောင်းတဲ့ဆိုမျိုးမရှိဘူးပေါ့လေအဲ့တော့အာဘက်ဂေါ်တွန်ကိုစကရဲကတိုင်ဘက်ရဲ့ဖြူဟာဂိမ်းပလန်ဒါရီယ ဘာလို့လာသလဲဘလို့ပြင်ဆင်လာသလဲဆိုတာကိုတေးစားချင်းကပ်ပြီးပွဲထုံးမှာပဲအဲ့မူရအနိုင်ရရှိပါလိမ့်မယ်ဗျ။ဘာဖြစ်ကျွန်တော်မှာဖိုက်တာတွေအခုနောက်မှာရှုံးပွဲတွေကြုံရတာများလာတယ်ဗျာ။အနည်းအဆုံးပြောရင်တပ်ပိုင်အောင်ဆိုလင်ဦးစူပါရှင်ဟိုမှာကျွန်တော်တို့ Fairness Fight မှာဝင်ထိုးတဲ့စောစံများအောင်ရှုံးသွားတယ်။အဲ့ကျွန်တော်မှာဖိုက်တာတွေအရှုံးများနေတယ်။မှာဖိုက်တာတွေနိုင်တာလေးတော့ပြန်မြင်ကြပါပြီ။သွေးလင်းထက်နဲ့အဲ့မူတို့ဟာနိုင်ပွဲတွေရောက်ပြီးမှာပြိတ္တတွေကိုကျော်ရွှင်မှုတွေရောက်ပေးနိုင်မှာသေးလို့ ဒီနေ့အားနေဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ